ဒလန်လေးရဲ့အစကတော့မိစာရီရဲ့ထုံးစံအတိုင်းလူတွေကိုမြူစဲကစားတောက်တဲ့ပုံစံနဲ့စတင်တာပါလေစားတောက်ဖို့လုံနေလုံးမှာပဲမော့ဆရာရောက်လာတာကြောင့်တိုက်ခတ်ခဲ့ကြပါမော့ဆရာရဲ့အဆန်းကြောင့်မိစာတော့ရောက်ထဲကတယောက်ကဒံယာရရှိခဲ့ကထွပြေးခဲ့ပါတယ်ဒံယာကိုကုသပေးနေတော့မှာပဲအစာအဖြစ်ကောင်းလေးတယောက်ရောက်လာခဲ့တာကြောင့်မြူစဲဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကောင်းလေးက ရိုးသားပြီးသူ့မှာမိမရှိကြောင်းကိုပါပြောခဲ့တာကြောင့်မိစာမလေးရဲ့စိတ်ဝင်စားခြင်းကိုခံလိုက်ရပါတယ် မိစာမလေးလည်းအဲ့ဒီကောင်းလေးနောက်ကိုမယက်မကလိုက်သွားခဲ့ကကောင်းလေးလည်းမတက်နိုင်တဲ့ဆုံးသူ့မိမစီကိုခေါ်သွားခဲ့ပါတယ်။ကောင်းလေးရဲ့မိမကတော့မိစာရီကိုဖမ်းဆီးရဲ့စစ်သူတီတယောက်ပါ။မိစာမလေးကကောင်းလေးပေါ်ချစ်မိသွားခဲ့ကအမျိုးမျိုးမြူဆွဲဖမ်းအောင်တဲ့ရပေမဲ့အလုံးမဖြစ်ခဲ့တာကြောင့်ကောင်းလေးအပေါ်ပို့ပြီးတော့နှက်တက်လာခဲ့ပါတယ်။ တညမှာတော့စစ်သူကြီးဟာမိဆာမလီအပေါ်တန်တရားဖြစ်ခဲ့တာကြောင့်ရေချိုးနေတုန်းကိုသွက်ချောင်းကြည့်ခဲ့ပါတယ်။အဲဒီအချိန်လူရောင်ဆောင်နာရဲ့မိဆာမန်တည်သွားခဲ့တာကြောင့်တိုက်ခိုက်ခဲ့ပေမဲ့ကံမကောင်းပဲခန္ဓာကိုယ်လည်းကင်းခံခဲ့ရပါ့။အဲဒီအချိန်မှာပဲမိုးစရာရောက်လာခဲ့ကမိဆာခန္ဓာကိုယ်နဲ့ကောင်းလေးရဲ့မိမဖြစ်သူကိုပကြီကားတဲ့ထက်က၆နောင်ထားလိုက်ပါတယ်။ရဲ့အနှဲငယ်ချာလောက်မှသာသူ့မိမမဟုတ်မှန်းကိုသိလာခဲ့ပါတယ်။ ဲ့ဒီအချိန်မှာပဲမိစ္ဆာကောင်းဆောင်ကသူတို့ကိုတတ်ခတ်ခဲ့တာကြောင့်အဲ့ဒီပကြီကားတွေကိုပါမိစ္ဆာမလေးပါပြန်ဝင်တော့ခဲ့တာ6000ခန်းခဲ့ရတယ်။ကောင်းလေးမိမရဲ့ခန္ဓာကိုယ်အဆင့်နဲ့ပြန်လဲတော့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအမားရဲ့မျက်လုတ်ခဲ့တဲ့မော်ဆရာရောက်လာခဲ့ကခန္ဓာကိုယ်ပြန်လဲသွားတာကိုမသိဘဲနဲ့မိစ္ဆာမလေးကိုပကြီကားတွေကပြန်ထုတ်ခဲ့ပြီးပကြီကားကိုလည်းဖျက်ဆီးလိုက်ပါတယ်။သူမိမမဟုတ်မှန်းကိုထတ်တီးခဲ့ခေါင်းလေးလဲကဲဖို့နောက်ဆုံးနီးလန်းကတော့မြေရောက်ကဘာကိုတွားရမယ်ဆိုတာကိုမော့ဆရာပြပြခဲ့ပါတယ် ဒါပေမဲ့မိုးမလင်းကင်ပြန်လာရမယ်လို့မှတ်သားခဲ့ပါတယ်။ဗိဇာမာလီနဲ့သူ့အပြစ်ကြောင့်ဆိုတာကိုသိရကြောင်းခေါလိနဲ့သူ့မိမကိုသာကယ်ပေးလိုက်ပြီးသူကတော့နေရောက်ကဘာမှာပဲနေခဲ့လိုက်ပါတယ်။ဒီကားလေးကတော့ကိုဘလောက်ချစ်ချစ်မဖြစ်နိုင်မှန်းသိရင်စောစောစီစီနောက်ဆုတ်ဖို့ပါပဲ။အားလုံးပဲကျေးဇူးတင်ပါတယ်။